ဒီပဲဒါဆိုရင်တော့လည်းငါအမေအတွက်ပေါ်ရပါလေလုတ်တယ်အဲ့ဒါနဲ့ကျမကလည်းဒီတုတ်ကိုကင်လာကောက်တဲ့တုတ်လေးအဲ့ဒီတော့တကားကားနဲ့ခြင်တာပေါ့။သူကအဲ့ဒါကိုနည်းနည်းလေးလန့်သွားလာပါလားတော့မသိဘူး။ကိုကလည်းကိုဝှက်ကြည့်ချင်နေတဲ့အဝတ်ကိုလည်းရတယ်အဲ့လိုဝှက်ကြည့်ဆိုရင်တော့ကိုကသူ့အဝတ်လဲခန်းနေပါပြင်ပေးပြင်ပေးပြအဲဒီလိုလှုပ်လိုက်တာပေါ့။အားထားလိုက်တာပေါ့။ကောင်တာတဲ့ဝင်လို့မရအောင်လीအဲ့လိုကားလိုက်တော့သူကစိတ်တွေတူပါပေါ့။စိတ်တွေတူပြမှာဒါဖဲဒါဖဲကြီး အားလုံးပဲမလာနေ Emoji YouTube Channel ကျူစာလိုက်ပါရဲ့ဒီနေ့ဒီစပင်းပြဖန်လေးနောက်မှာအရေးကြီးပြဖန်လေးပြဒီဖန်လေးပဲဖြစ်လဲဆိုဒီမျိုးသမီးကတော့ဒီအင်ယူအစားတွေအထည်တွေရောင်းနေဒီကင်းကြောင်တော်ကြီးပေါ့နော်ဒီတခိုးဝင်လို့ဒီပြောပြလာတဲ့ပြဖန်လေးကိုကျွန်တော်မျိုးပြသက်တဲ့စပင်းဖြစ်ပါတယ်ဒီဖန်လေးဒီစရရည်ချက်ကတော့နောက်ထပ်အမျိုးတွေဒီမျိုးမခံစားရအောင်လို့ပုဒ်ရနေနဲ့ပြန်လဲဝိမဲ့ဒီစပင်းခြင်းဖြစ်တယ်ဒါဆိုရင်ကျွန်တော်ပြဖန်လေးဆက်လိုက်ရအောင် ချက်တကောင်အရောက်လာပြီးတော့ဒီအယုတ်တွေကိုကြည့်ဒါလေးလာဒါလေးဒါလေးကြည့်ချင်တဲ့အယောင်ရှိလားဆိုတော့ကိုကလည်းဟိုရိုးရိုးဝယ်မဲ့ကစမထင်ပြီးတော့လေထုတ်ပြလိုက်ရပေါ့အယောင်ကဒါလေးလေးရှိရဆိုပြတ်သွားရှော့ရှော့ပြီးလည်းညှို့ထွက်ကွာဟိုကပြတ်ဒီကပြတ်အဲ့လိုပေါ့နော်ပြီးအဲ့မျိုးအယုတ်မမှာဟိုကဒီဒီဒီအယုတ်မပေါ့ချင်းမမီဝတ်ပေးထားတာဒီအယုတ်မတူအဲ့ဟိုလောက်တဲ့ထုတ်ပြတဲ့အမလို့အဲ့ဒါ small size ကြီးနော်လို့ကိုကလည်းအဲ့ချင်းဒီမသိသေးဘူးသူ small size ကြီးနော်လို့ န်နဲ့ဒီမှာကျမရုပ်တောင်ကျမစိတ်မကောင်းလို့အခုချိန်ထိဥပဒေတောင်ဥပဒေမပေးရသေးဘူးလုံးလုံးဖြစ်သွားပြီရတယ်ငါတို့မအတွက်တယ်အဲ့လိုပြောအန်ကိုလည်းဖြုတ်ပေးလိုက်ရောဝှက်ကြည့်ချင်နေတဲ့အဝတ်ကိုလည်းရတယ်အဲ့လိုဝှက်ကြည့်ဆိုရင်တော့ကိုကသူ့အဝတ်လဲခန်းနေပါပြင်ပေးပြင်ပေးပြအဲဒီလိုလောက်လိုက်တာပေါ့နည်းနည်းလေးပေါ့ဖိုတိုစတန်ဒီကိုဒီလိုကာထားလိုက်တာပေါ့ကောင်တာတဲ့ဝင်လို့မရအောင်လीအဲ့လိုကာလိုက်တော့သူကစိတ်တိုးတာပေါ့စိတ်တိုးပြမှာဒါဖဲဒါဖဲညိအေးရပူလွန်းလို့ပါရညိမွေကိုမွေပါတယ်အေးတဲ့ကိုကအဲ့လိုမျိုးကငောက်ငန်းသေးတာအမေငောက်ငန်းပြီးတော့လေလူကောင်ကြီးကလည်းကြီးရဆိုတော့နည်းနည်းတော့ ကိုလည်းရှင်းကြောက်တယ်လို့လို့တော့ဖြစ်တယ်ပေါ့နော်သူအဲ့ဒါသူကပလာအကူပြီးတော့ကို့ကို ်ဖြဲ၆တန်းနေမှာပေါ့ဒီပန်ကားချက်ဒီနှက်ရှယ်ဆိုငါအေးတယ်ပူလို့တယ်ပန်ကားအောက်ထဲဝင်ချင်လို့ညကဒီလိုကားလိုက်မှတော့တယ်ဘလို့လို့ရောက်တော့မှာပန်ကားအောက်ထဲအဲ့နဲ့ကိုယ့်အချိန်အချိန်မှာနည်းနည်းကြောင်နေပြီအဲ့နဲ့ဒီလိုမျိုးအေးမဟုတ်တော့ဘောဒီလို customer မြင်ဘူးပေါ့ကြည့်မအဲ့နဲ့ကလေးကိုဒီလိုပေးကပ်ပြီအေးအဲ့ဆိုလဲဝင်လေးဆိုတော့ဒီထိကိုရောက်လာပါခဲကောင်တန်းနဲ့နည်းနည်းကိုတတော်ကိုနီးနေပြီကောင်တန်းနော်ဘလို့ဒီလိုနားမှာယက်နေတာယက်နေပြီးတော့မှကိုကဒီမှာကိုကလည်းဒီနေရာကိုနေရာယူထားလိုက်တာလေယူထားဖုန်းတွေအကုန်လုံးသိမ်းပြီးအိတ်ထဲထည့်ပြီးအန်ဆွဲထည့်ပြီးတော့ခပ်ပလိုက်ပြီးခပ်ပြီးဒီလိုယက်ဆောင်နေလိုက်တာပေါ့အမလို့ယူချင်တဲ့ဟာကိုပြောလိုက်တော့လို့ ထုတ်ပေးမယ်လို့ပါစဲထုတ်ပေးရမယ်အမြပြောပြီးတော့ရုပ်ကိုတီထားလိုက်တာပေါ့နော်ညနာမချိုးပေးတော့ဘူးအဲ့ချိန်မှာလေကြောင်းနေတော့မိုးလိုက်ဗာကြည့်သွားသေးရအပေါ်မှာချိတ်ထားတယ်လေကျင်းကြီးလေးပြောင်းဖာညာနဲ့ကန်ကြည့်ပဲဒါဆိုရင်တော့ငါ့အမေအတွက်ပေါ်ရပါလိမ့်လို့ဒီအဲ့ဒါနဲ့ကျမလည်းဒီတုတ်ကိုကန်လာပါဒီအဝတ်အဝတ်ကောက်တဲ့တုပ်လေးအဲ့ဒီတုပ်တကားကားနေကြတာပေါ့သူကအဲ့ဒါကိုနည်းနည်းလေးလန့်သွားလာပါလားတော့မသိဘူးကိုကလည်းကိုကဘာလောက်ရမှာပေါ့ ဲ့ချိန်မှာအုံနောက်ကစဉ်းစားနေငါဘယ်လိုလုပ်အောင်ဘယ်လို handle လုပ်ရမလဲပေါ့ညနေတော့အမလို့ကြည့်ချင်တဲ့ဟာရှိရင်ပြောတော့လို့ပြမယ်လို့အဲ့လိုတော့ကိုရောအဲ့လိုလုပ်နေရပေါ့ရမ်းနေရပါသေးရမလားသူကောင်းရတာတိတ်ရတော့ဟိုကိုကပါပေါ့သူကိုလာမထိအောင်ပေါ့ဒီလိုတော့တကားကတော့ကင်နေရပေါ့အဲ့ချိန်ချိန်မှာ short တော့ငင်းဘက်ထဲကအလုံးနည်းနည်းကျသွားတာပေါ့နော်ဟိုပန်မသွားတာပဲကျေးဇူးတင်ပါတယ်ဘာမှလုပ်မသွားပဲနဲ့ short သွားတာကိုပဲကျေးဇူးတင်ပါတယ်တဲ့မှာရှေ့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 ပဲပြန်လှုပ်လိုက်တယ်ကိုလည်းအရင်ကတော့တင်းလို့မရပါဘူးဒီအပြင်ရောက်မှပဲကွာကောင်းကောင်းစကားပြန်ပြောလိုက်တော့ကွာအထင်းမှာတော့မျက်နှာထားတင်းထားပါဘူးအပြင်ရောက်လာတဲ့သူဆိုင်ကပေါ့သူတက်သွားတဲ့အချိန်ကျမှပဲ ကောင်းကောင်းသွားတော့ပါညာပေါ့နောက်ခါကိုနောက်ခါကိုညူပြီးရောက်လာမှကြောက်ရရလေဆိုင်ကအကောင်းလည်းမစီးရဲပါဘူးကွယ်ဒီမှာလှုပ်လှုပ်ဆိုင်ရမလွယ်ပါလားအင်းတော်တော်လေးကိုစိုးရွားနေနော်အဲ့တော့တကြောလုံးကိုမှုရနော်ကိုတဆိုင်ထဲကိုမှုရမဟုတ်ဘူးဒီလမ်းပေါ်မှာရှိရကော်ဖီဆိုင်ဟိုနားလေးကအချုပ်ဆိုင်အဟိုဘက်မှာစပော့ဝဲဆိုင်တွေရှိရအဟိုဘက်တကြောလုံးဟိုဘက်တကြောလုံးမှာရှိရဆိုင်တွေကိုသူကဝင်နေတာတဆိုင်ပြီးတဆိုင်အဲ့လိုပေါ့နော်ခုတော့သူမရှိတော့ပါဘူးကိုရှိမှလည်းလူမနေတဲ့တိုက်ကြီးရှိနေရောလေနည်းနည်းတော့ စိတ်ချချရဖို့ပဲဒီစီဆက်ချုပ်ဆိုင်လေးတောင်မှသူဝင်နေဆိုတော့လေဟိုမန်လေးမြို့မှာဆိုင်ဖွင့်နေဆိုရင်တော်တော်လေးကိုတတိထားရမယ်ဗျာကိုလည်းတတိထားပါတယ်တတိထားနေရဲ့ဒါနဲ့ကိုလေအဲ့လိုမျိုးထပ်ထပ်ဖြစ်တာပေါ့နော် first experience ပါပဲဒါကြီးကတော့လေဒါမှတယောက်ထဲလာလို့ခံတာသေးရနော်သူတို့အခွဲလိုက်လာရင်လွယ်ဦးဗျာအဲ့မျိုးတွေးတွေးပြီးတော့ကြောက်တာပေါ့နော်ကိုတယောက်ထဲရှိရဲ့အချိန်မှာမှအဲ့လိုမျိုးမလေးမြို့မှာဆိုင်ဖွင့်ထားတဲ့ကိုပိုရေမမကြီးလည်းတတိထားကြပါလို့เนาะခုတလော အဲ့လိုပေါ့အဲ့လိုကြုံလာလို့ရှိရင်ဘယ်လို handle လုပ်မလဲဆိုတာလေတစ်ချက်သူတင်စင်းစားထားတဲ့နေပေါ့နော်အဲကျွန်မဆိုရင်ရုပ်တရက်ကြီးဆိုတော့နည်းနည်းတော့ entertain ဖြစ်သွားစိတ်လည်းမကောင်းဘူးပေါ့နော်အော်ကိုကအလုတ်လောက်ရခတ်တာတလုတ်သူတို့လာမှွေတာတလုတ်နဲ့ဆိုတော့ဘလိုလားအတဲ့အယုံနောက်ဆရာကြီးဖြစ်လာတာပေါ့လေဒီနေ့ဆိုဘာမှတော့တိုက်မလုပ်ဖြစ်တော့တစ်တော့လည်းမရရသေးဘူးချိန်ပေးပြီးကြည့်ရှုကြရတဲ့အတွက်ကျေးဇူးပါ မနေ့ကကျွန်မတင်လိုက်တဲ့ဗီဒီယိုအောက်မှာရှိရဲ့ဒီအမရဲ့ comment ကို reply ပြန်ပေးလိုက်ပါရယ်နော်အချောင်းမဆိုရင်သူ့ရဲ့ပုံတန်းသူ့မှာတိတာနိုင်တဲ့အမအသားမျိုးရှိရင်အဲ့ဒါကိုထည့်ပြောနော်တဲ့ထည့်ပြောပါတဲ့အချောင်းမတိုင်းအဲ့လိုမဟုတ်ဘူးနော်ညီမလေးရယ်ဝယ်သုံးနိုင်တဲ့စင်တန်းရှိရဲ့အချောက်တွေရှိသေးရယ်နော်တဲ့ဟုတ်ကဲ့ပါမရေကိုကလည်းလေမနေ့တော့ကျတော့ဘယ်လိုလဲဆိုတော့ အလန့်တကြားနဲ့ပေါ့ကိုကလူရော awareness ပေးမယ်ပေါ့ဒီလိုမျိုးဒီဒီတကြောမှာအဲ့လိုမျိုးတွေဖြစ်နေပြီဒီတက်ဝန်းကျင်မှာဒီလိုတွေဆိုးနေပြီဆိုတာကိုပေါ့နော်အပြင်မှာလည်းကိုနီးနားဆိုင်လေးကိုချစ်တဲ့မိတ်ဆွေတွေကကိုလာပြောတယ်ခုနလေးကမုံဆိုင်ရောဒီနားလေးကဆိုင်လေးရောလာပြောတယ်ဒီလိုမျိုးဖြစ်နေပြီပေါ့နော်ဒီနားလေးကစပင်ညက်ဆိုင်တွေမှာလည်းဖုံးပါသွားတယ်ပေါ့ဒီလိုဒီရဲ့ဘက်မှာဒီလိုဒီလိုတွေဖြစ်နေရဲဆိုတာရက်ွက်ထဲကလူတွေအချင်းချင်းတော့ပြောဝဲပေးကြတယ်ခါတိုင်းလဲကျွန်မဒီလိုပဲတခုခု daily activity ကိုအားရင်အားသလိုမျိုးဟို sharing လုပ်ပေးဖြစ်တယ်ကိုအဲ့ဗီဒီယိုအဲ့လောက်ထိပြန်သွားမယ်လို့ကိုမထင်ထားဘူးပေါ့နော် history လေးကျမရဲ့ story လေးကိုကျမပြောပြရဲပေါ့နော်မနေ့ကဖြစ်တဲ့အကြောင်းလေးကိုပြောပြတဲ့အချိန်မှာဒီလိုဒီလိုဖြစ်ပါတဲ့ဒီအချက်ကဒီလိုလှုပ်သွားပါတယ်ဒီလိုလှုပ်ဖို့အကြံစီရှိပါတယ်ဆိုပြီးတော့လေကျမထုတ်မပြောဘူးတစ်ဖက်သားကိုအားနာရည်လေးနော်ဒါမဲ့သူ့ရဲ့အပြုတ်အမူတွေဒီကျမကိုအန်ဒီရပေးနိုင်တဲ့အပြုတ်မူမျိုးဖြစ်နေတာဖြစ်တဲ့အတွက်ကျမကိုကျမဘလို့ကာဗာလုတ်လိုက်ရတယ်ဆိုတဲ့အကြောင်းနော်တစ်ဖက်သားကိုလည်းကျမမဆွဆွဲဘူးဒါပေမဲ့သူ့ရဲ့အမူအရာတွေအကုန်လုံးကိုပြန်ခြုံပြီးကြည့်လိုက်မယ်ဆိုရင်ဒီလူကဘလို့လဲဆိုတာကိုအဲတိနိုင်တယ်ပေါ့နော်အဲ့လိုအဲ့လိုပြီးတော့ အချောင်းမလို့ပဲပြောထည့်လိုက်တာပေါ့နော်ပြောမိသွားတာဆိုတော့ကိုကိုကိုလည်းဟိုစိတ်မကောင်းဖြစ်ရတယ်ပေါ့နော်အာနားကြားရတာစိတ်မပြေဘူးဆိုလို့ရှိရင်လည်းဒီကနေ့ sorry လို့ပြောပြရသေးရှင်ဟိုတမျိုးမထင်ပါနဲ့နော်ပုံပန်းတတန်ကိုပြောရမယ်ဆိုရင်တော့လေလက်ကြားမှာတက်တူးရှိလားလို့မေးရသူလည်းရှိရဲ့သူရဲ့လက်ကြားထဲမှာတက်တူးရှိမရှိဘူးတော့ကျွန်တော်အဲ့ချိန်မှာလုံးဝလေ red light တွေချနေရကျွန်မနေဟိုချိန်မကန်ပြီးလက်မကန်ပြီးဖြစ်နေရပေါ့နော်တတိထားမိတလောက်ကတော့လေခြေတက်လက်သေးတွေတော်တော်ရှည်တယ်နီညိုယောင်လက်သေးနေနေဆိုးထားတယ်နှုတ်ကြီးကခြုံတယ်ခြုံခြုံလေးပေါ့နော်ဒီနားလေးမှာ ပြီးတော့အသားညိုတယ်ထောင်ထောင်မောင်းမောင်းပဲတောင်ကောင်းတယ်ပြီးရင်အရန်လည်းမဝဘူးစကားပြောတာတော့စကားပြောတာတော့နည်းနည်းတောင်စင်ရင်မရဖြစ်တယ်စိတ်ဝင်စားတဲ့အရာတွေကိုရှောက်ပြနေရဆိုတာကျမသိတာနေတယ်ကျမအဲ့လောက်ကတော့လူကဲခက်တက်တယ်လीနော်သူကျမမိရှေဝတ်ထားတယ်အပေါ်ကရှက်ကွက်နေပါပြီးတော့125ဆိုင်ကလေးနဲ့လာတာ အာငါဒီဒီဆိုင်ထဲကနေသူမြန်မြန်ထွက်သွားအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒီ idea လောက်ပဲထုတ်နေရကွာတာတော်မှကျမလောက်တာနည်းနည်းမှားသွားတယ်လို့တော့ခံစားရတယ်ကောင်တာကိုလာပြီးတော့စိတ်ပူပြီးတော့လေဖုန်းနှလုံးကဒီလိုထောင်ထားတာသူအဝေးကနေကြည့်လိုက်တော့ဖုန်းမြင်တော့လေဒီဘက်ကိုကြွလာတယ်လို့မြင်တာပဲပေါ့ဒီဘက်ကိုချင်းကပ်လာအဲ့ချိန်မှာကျမလည်းမြန်မြန်လေးပြေးလာပြီးကိုဖုန်းကိုတတိယပြီးတင်လိုက်တဲ့သဘောပါဟိုဒါကတော့ तू तू ယူမယ်မယူဘူးလဲပြောလို့မရတလို့ကျမအနေနဲ့လည်းကျမပစ္စည်းကိုကျမစိတ်ပူလို့မဖြစ်တင်တာမဖြစ်ရအောင်ကျမမဆုံးရှုံးမှုမရှိရအောင်ကျမတင်းတယ်ပေါ့နော်တင်းပြီးတော့ကျမဒီမှာရက်တယ် तू ကလည်းကျမနားထီရက်တယ်ဘယ်ဈေးဝယ်မှလည်းအဲ့လိုမျိုးကြီးမလာဘူးလေဟိုပန်ကာလိုချင်တယ်ဆိုရင်လည်းဟိုထီတော့ပန်ကာရောက်တယ်လေတိုင်ကတ်ထားတဲ့ပန်ကာတစ်ဆိုင်လုံးကို ောက်တယ်၄ရအဲ့တော့သူကဘန်ကောက်လာချင်တယ်ဆိုတော့စင်ချင်နဲ့ရောက်လာတယ်ကျမလည်းတပေအွာလောက်ပါပဲရက်တယ်အဲ့ကျတော့အဲ့လိုအနေထားမှာဆိုရင်ဘယ်လောက်ထိကျမအချင်းတွေကစိုးသွားနိုင်လဲဥစားကြည့်ဒီလူနဲ့ဒီလူပါ size လည်းမတူဘူးလေဟိုပြောချင်တာသိရမလားကိုအန်ဒီရဖြစ်နေတဲ့တောင်းကြီးမှာကွာကောင်တာကတောင်းမှာရှိရတော့ကျမဒီတောင်းကြီးမှာရက်နေမိရကွာကျမနည်းနည်းမှားရပေါ့တကယ်တမ်းဆိုကျမအဲ့ဒါတွေတိမ့်ဆက်ရှက်တိမ့်ပြရချင်းမှာအပြင်ဖက်ကိုဖြစ်ဖြစ်လူလူသူမြင်နိုင်မြင်သားတဲ့နေရာမှာဖြစ်ဖြစ်ထွက်သွားတင်တာပေါ့ကျမအဲ့ချိန်မှာလုံးဝအဲကျမရဲ့ brain က block ဖြစ်သွားတယ်ကျမဒီ ဘာမှမလုပ်ဘူးလူကောင်းဆိုရင်တော့မှအဲ့ဒီအခြေအနေအဲ့အပြုအမူအဲ့ပုံစံကြီးနဲ့ကြောင့်ကျတော့ကျမစိတ်ထဲမှာတော်တော်လေးကို crisis ဖြစ်သွားပါရဲ့ရှင်အဲ့လိုပါနော်အဲ့ချိန်ကိုတယောက်တည်းဖြစ်ရှင်းနေအောင်နော်အဲ့ဒီဟာတွေအကုန်လုံးရှင်းလင်းပြီးသွားတဲ့အချိန်မှာဘေးလူတွေကရောက်လာတယ်ရောက်လာပြီးတော့အမှဘာဖြစ်သွားသေးလဲလာမေးရရှိပါတယ်အဲ့လိုပတ်ဝန်းကျင်ကောင်းကြီးရှေ့ရအတွက်လည်းကျမဟိုပြင်တတ်မိရပေါ့နော်ဝမ်းသာပါတယ်ကျေးဇူးလက်တင်ပါတယ်ပတ်ဝန်းကျင်တို့လေး information လာပေးရေပေါ့နော်ကျွန်တော်တို့စီလည်းဝင်သွားပါတယ်ဒီလိုပဲတောင်ပြမြပြောင်းနေပါမှမယူဘူးပေါ့အခုလည်းဟိုဘက်တီဝင်နေဝင်နေပြန်ပြီးပေါ့နော်အဲ့လိုတကယ်သူများအဲ့လိုပြောမှပဲကိုကလိုက်ကြည့်ပြီးမှဩဟုတ်သားပဲတဆိုင်ဝင်တဆိုင်ထွက်လीနော်အဲ့လိုမျိုးလုပ်သွားတာပေါ့ဒါပေမဲ့သူတခြားဆိုင်ကိုဘလို့ဘလို့ပြုတ်မှုလဲတော့ကျွန်တော်တို့လည်းစိတ်ဝင်စားကျွန်တော်တို့လည်းမဆိုင်ဘူးဒါပေမဲ့ကိုကိုအန်ဒီရဲ့ကင်းအောင်ကတော့အတက်နိုင်ဆုံး ရင်ဆိုင်ရမှာပဲလေဒီလိုအခြေအနေမှာမင်းကလေးတယောက်ကမင်းကလေးငငယ်လေးတယောက်ကဆိုင်အထဲဆိုင်တစ်ခုထဲမှာဘလောက်တောင်အလုပ်ရှုပ်နေမလဲဟိုကစမာတယောက်ပဲလာလားနှစ်ယောက်ပဲလာလားသူမေးခွန်းတွေအကုန်လုံးကိုဖြေပေးရမှာဖြစ်တဲ့အတွက်အလုပ်တော့ရှုပ်တယ်ဒါကိုခြာလပတ်ရမ်းနေအောင်မအားအောင်ခိုင်းနေပြီဆိုကတဲ့ကဘသူမဆိုတတိတော့ချက်တင်နေပြီလေနော်အဲ့အချိန်မှာကျွန်မလေဟိုတချို့မိတ်ဆွေတွေပြောထားတာဟိုညံညံကောင်းသွားတယ်အသက်ကိုညံဆောင်တယ်အဲ့လိုပြောပေးရပါတော့ဒီဒီအမတော်လိုက်တာအဲ့လို comment လေးမြင်ရတဲ့အတွက်လည်းကျွန်မ appreciate လုပ်ပါတယ် ိတ်ပူပေးကြတဲ့သူတွေအများကြီးမြန်မာနိုင်ငံကလူတွေလေမြန်မာလူမျိုးတွေရဲ့ချစ်ဖို့ကောင်းတဲ့စိတ်သက်လေးကတအားစိတ်ပူတတ်တယ်ပေါ့နော်စိတ်ပူပေးတတ်တယ်၊ကြယူစိတ်ပေးတတ်တယ်၊အကြံဉာဏ်လေးတွေလည်းအများကြီးထွက်လာပေးတတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်မှတ်ပါတယ်ဟုတ်ကဲ့ပါမျိုးလေးကျွန်တော်ပြပိုင်းဒီလောက်ပါပဲဒီပူခွန်လေးရဲ့ဖြစ်စဉ်ကတော့ဒီမန္တလေးမြို့မှာဒီမကဒီဒီအထက်ဆိုင်ဖွင့်ထားတဲ့အထက်ဆိုင်ဖွင့်ထားတာကိုဒီအချောင်းမကြီးတယောက်ကပေါ့နော်ဒီသူ့ရဲ့ဆိုင်ကိုလာပြီးတော့ဈေးလဲမဝယ်ပေးနဲ့ဟိုမီတီမီလုံနေတယ်ဒါကတော့ဒီကပိုင်း night ဒီတကိုးတွေလုံပဲပြောလို့ရမယ်ပေါ့နော် ဒီအားလုံးပဲ click ဆက်ကြပါဒီ view file လေးကိုမြန်မာလေးလိုက် and share လေးပြီးလို့ပြောတန်းဆွေးချင်ပါတယ်ဒါမှနောက်ထပ်လူတွေ link မထည့်အောင်အခိုးခံမထည့်အောင်လို့ပဲနော်ဟုတ်ကဲ့ပါကျွန်တော် channel နဲ့ဘူးတရရတဲ့အကြောင်းနဲ့ဆယ်တင်တင်တွေကိုမြန်မာလေးတစ်ဆက်ပြီးအောင်မို့ကျွန်တော် channel like ဆက်ကောင်းနဲ့ like ဆက်ကောင်းနဲ့ပေးတဲ့ review file လေးကိုပါနှိပ်ခဲ့ပြီးပို့တန်းဆွေးချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေအချင်းချင်းကြည့်နေကြပါတယ်နောက်ထပ်ပြီးအောင်ပြန်ဆောင်ရမယ်တရား